ရခိုင်ပြည်မောင်နှုံမြို့နယ်တောင်ပိုင်းမှာအခုရက်ပိုင်းအတွင်းအကြမ်းဖက်အာဆောက်ဘဲကရခိုင်ပြည်သူတွေကိုတိုက်ခိုက်တပ်ဖြတ်မှုတွေခက်ဆဲဆိုက်ပြုလုပ်လာနေပါတယ်ဒီကနေ့အော်တိုဝါလာ24ရက်နေ့မနက်9နာရီလောက်မှလဲမောင်တော်မြို့နယ်တောင်ပိုင်းကနွားကြောင်းနေတဲ့ကင်းရှောင်းကြီးရွာသားအမျိုးသမီးငယ်တရားအပါအဝင်၃ယောက်ကိုအာဆာချက်ဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ကင်းရှောင်းကြီးရွာသားတယောက်ကပြောပါရယ်။အဲမိုးတော်ကဘောလွေကလာခဲ့ပါလေရွာသားတို့ခေါ်ရော ဒီမနေ့ပိုင်းမှာယောဂသူတွေကနောကြောက်ဖို့တောကြပါတယ်ယောသားခေါရောက်ဖို့ယောနာမှာနောကြောက်နေတဲ့အချိန်မှာအဲ့ဒီအာစာအဖွဲ့ကဓာတ်တွေနဲ့တနေ့တည်းလိုက်လာကြပါတယ်အဲ့လိုလိုက်လာတဲ့အချိန်မှာတယောက်ကဖူပြီးဒီပြင်းနဲ့ယောဂရောက်လာပါတယ်နောက်ထပ်၅ယောက်ကကျန်ခဲ့ပါတယ်အဲ့လွန်မြောက်လာတဲ့သူကတဒင်းပေးတဲ့အတွက်ယောဂလူတွေလိုက်တော့တဲ့အချိန်မှာအသက်ကြီးပိုင်းရက်ကိုပြန်တွေ့ပါတယ်ကြောက်နေတဲ့၃ယောက်ကအဆွတ်တင်မရသေးဘူးစာဝတ်တော်တဲ့သူတွေလည်းပြောင်းပြောင်းသေးဘူး။ဒါတော့ပြန်တဲ့လောက်စာတော်မလာသေးဘူး။ဘာလို့လဲတော့လူကလည်းပြောင်းမှာပေါ့ဗျ။ ကြံ၃ယောက်ကတော့အာစာကျန်းဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးအခုအချိန်အထိရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောကြပါတယ်။ပျောက်ဆုံးနေသူ၃ယောက်ကတော့အသက်၁၆နှစ်အရွယ်မာမီဆန်နာ၊မောင်ပါထွန်း၄၁နှစ်နဲ့မောင်ထွန်းအေး၂၀နှစ်တို့ဖြစ်ကြပါတယ်။ဒီအကျန်းဖက်အာစာအဖွဲ့ဟာအော်တိုဘာလ၂၂ရက်နေ့ကကျောက်ပန်းတို့တောင်ကျော်လမ်းမှာကုန်ပစ္စည်းတွေတင်လာတဲ့ကားကိုတိုက်ခိုက်ပြီးအမျိုးသမီး၂ဦးကိုတပ်ဖြတ်သွားတဲ့အဖွဲ့ဖြစ်နိုင်တယ်လို့ဒေသခံတွေကခန့်မှန်းကြပါတယ်ရှင်။ ကျမအင်မြတ်ခိုင်ပါ